ထားတာဒီ director တယောက်ပေါ့နော်နာမည်တော့ထည့်မပြောတော့ဘူးအဲဒီ director တယောက်ကို420နဲ့တရားဆွဲထားတယ်အမှုရင်ဆိုင်တာကလည်းအခုဆိုဘဏ္ဍာလောက်ရှိပြီ9လ10လလောက်အဲရှိပြီရှိပြီဆိုတော့ကျမအဲ့လောက်ရှော့ပေးတယ်အဲ့ရှော့ပေးတာလဲ तू ကနောက်ထပ်ထပ်ပြီးတော့တင်းနေတော့မယ်အဲ့တော့ရပါတယ်ထပ်ပြီးတော့အဲတင်းပါကျမကဆက်ပြီးတော့ fight ပါမယ်လို့အဲအဲ့ဒါလေး လာပြောတာပေါ့နော်အခုလက်ရှိဆိုရင် producer လုံးဝလုံးချင်တဲ့စိတ်တည်းမရှိဘူးလေဒီလားလုံးဝလုံးချင်တဲ့စိတ်ကိုမရှိတော့တော်တော်စိတ်ပြတ်သွားတာ ဘယ်လိုမျိုးလေးဖြစ်သွားရည်လဲဆိုတော့အခုလက်ရှိရတော့ဗောနော်ဒီအမကိုဟိုဥစားဗောနော်အမကိုစစ်တာတော့ပြီးသွားပြီဘာအမှုနဲ့လဲဆိုတော့ဒါဟိုဟာဗောနော်420နဲ့ဗောနော်အမတရားဆွဲထားတာဒီဒါရိုက်တာတယောက်ဗောနော်နာမည်တော့ထည့်မပြောတော့ဘူးအဲဒီဒါရိုက်တာတယောက်ကို420နဲ့တရားဆွဲထားတယ်ဘာလို့လဲဆိုတော့ဒီဟိုဟာဗောနော်အမနဲ့ဟိုဟာဗောနော်စာချုပ်ချုပ်တုံးကကိုစွမ်းပိုင်ရေးတဲ့ဇက်နဲ့အမတို့ကဟိုစာချုပ်ချုပ်ထားလိုက်တယ်ဗောနော် ပြီးလဲပြီးရောဒီစာချုပ်ထုတ်တဲ့အချိန်မှာအမဆင်ရန်သိန်း130ပေးပြီးသွားပြီဟုတ်ပေါ့နော်ဒီမှာတိုင်တယ်တယ်လဲလွယ်နေပေါ့နော်ဇက်လန်ဇက်ညူရေးတဲ့လူတွေလဲလွယ်နေတယ်ဘာကြောင့်လဲပေါ့နော်မေးတော့ तू ကဘာမှမဟုတ်ဘူးတဲ့ညီမလေးတဲ့စွမ်းပိုင်ရဲ့ဒါကလောင်နာမည်ပေါ့နော်ဒီဒီဘက်ကအာဒီဒီဘက်ကပေါ့နော်အဲထိုက်ထိုက်ပါတော့ဒီဘက်ကဇက်လန်ဆရာတယောက်နာမည်မပြောချင်လို့နော်အဲ့ဒါသူ့ရဲ့တဲ့နာမည်ပြောင်းနေဆိုစွမ်းပိုင်ရဲ့နာမည်ပြောင်းနေဆိုပြောတော့အဲဟဲ့လားအဲ့လိုဆိုလို့ရှိရင်လဲ အဲဒါဆိုလို့ရှိရင်ဒါဇလန်းဆန်ညူရေးတဲ့သူကတဦးတည်းလားတယောက်တည်းလားလို့မေးတော့ဟုတ်တယ်တဲ့ဇလန်းဆန်ညူရေးတဲ့သူကတဦးတည်းပဲတယောက်တည်းပါတဲ့ဒီဒါရိုက်တာအမကိုပြောတယ်ပြောတော့အမကလည်းအဲဒီအမှုပညာအတိုင်းဝိုင်းเนี่ยလောကတွေကမဟုတ်ဘူးကွယ်တည်းမဟုတ်လားအဲ့ဒီတော့ तू ပြောတဲ့စကားတို့အမကယုံပြီးတော့ဒီဥစ္စာပေါ့နော်စင်စာတင်တဲ့အချိန်မှာအမကလက်တာဟတ်နဲ့လက်မှတ်ထိုးပေးလိုက်တယ်လက်မှတ်ထိုးပေးလိုက်တယ်ဆိုတော့ခါကြတော့အဲဟိုဒါလည်းလက်မှတ်ထိုးပေးလိုက်တယ်ဆိုတာကလည်းဒီတအူးတဲပါတယောက်တဲပါလို့အမကိုပြောလို့အမကလည်း ဒါလက်မှတ်ထိုးပေးခဲ့တယ်ပေါ့နော်အဲပြီးလဲပြီးရောအမားတို့ကအဲ2024ပေါ့နော်2024အဲဟိုဟာမှာ6လပိုင်းအဲ21ရက်နေ့မှာအမားတို့ကကိုစွမ်းပိုင်နဲ့သွားတွေ့တယ်အမားတို့က6လပိုင်းဒီ23ရက်နေ့ဆိုလို့ရှိရင်ဒီအတွက်ကိုအမားတို့ကကတော့ဝဲပေးတော့မှာ ပြီးတော့မှဆိုအဲ့နဲ့အမတို့ကဒီကြားထဲမှာအမကကိုစွမ်းပိုင်ကိုရှာတာပေါ့နော်ရှာလဲရှာရောကိုစွမ်းပိုင်နဲ့အမကသွားတွေ့တယ်သွားတွေ့တော့ဒီ6လပိုင်း21ရက်နေ့မှာကိုစွမ်းပိုင်နဲ့သွားတွေ့တယ်တွေ့လဲတွေ့ပြီးကိုစွမ်းပိုင်လို့ဇလန်းဆက်ညွှန်းရေးတဲ့သူကတူးသေးလားလို့ဆိုမေးတော့လေညီမလေးတွေဘာမှမဆိုင်ဘူးတဲ့အကိုတို့ကလည်းအဲ့ဒီတဲ့င်းကိုကြားတယ်ပေါ့နော်တကယ်လို့ညီမလေးတို့ကအဲရိုက်ခဲ့မယ်ဆိုလို့ရှိရင်အကိုတို့ဘက်ကလည်းကန့်ကွက်ဆရာရှိရာကန့်ကွက်မယ်အဲတရားဆွဲဆရာရှိရာလည်းဆွဲမယ်ပေါ့နော်ကိုစွမ်းပိုင်ကအဲ့လိုပြောတာအဲ့လိုပြောခါကျတော့အမက အမအအနဲ့ဒီဒါရိုက်တာနဲ့အမတို့ကပြောတာပေါ့နော်အမနဲ့စာချုပ်ချုပ်ခဲ့တဲ့ဒါရိုက်တာအမကပြောတာပေါ့နော်ကဲ ဟိုပါဗောနော်ခမဒါဘလို့ရှင်းပေးမလဲဗောနော်ကိုစွမ်းပိုင်တယ်လေကျမတို့ကထိတ်တိုက်တိုးပြီးသွားပြီဒါကတူးတယ်လည်းမဟုတ်ဘူးတယောက်ထဲလည်းမဟုတ်ဘူးအဲ့တော့ဒီဘက်ကဒီ character ဘလို့ရှင်းပေးမလဲဗောနော်ပြောတဲ့ဥစ္စာကို तू ကစွမ်းပိုင်ရဲ့ဇက်ကို तू ကကြိုးရို့ကိုယူထားတာယူထားတဲ့အခါကျတော့အမတို့ကဒီဇက်ကိုရိုက်ခဲ့လို့ရှင်အမက producer ဗောနော်ကိုတရားဆွဲခံရမှာလीအဲ့တော့ကိုဟိုဟာဖြစ်မဲ့အလုပ်ကိုကိုလည်းမလုပ်ဘူးနေเนาะအဲ့တော့ ကဲအားလုံးပဲကိုစမ်းပိုင်တို့နဲ့ဒီဟိုပါပေါ့နော် data writer တွေနဲ့အမားတို့နဲ့ပေါ့နော် အားလုံးမျက်နှာစုံကြီးညှိလိုက်တယ်ညှိလိုက်တော့ကဲပေါ့နော်ဟိုပါပေါ့နော် အကိုညှိပါကိုစမ်းပိုင်နဲ့ညှိပါအဆင်ပြေအောင်ညှိပါအဆင်ပြေရင်တော့ကျမတို့ကဒီဇက်လန်းကိုထက်ရိုက်မယ်အဆင်မပြေရင်တော့အဲကျမတို့စာချုပ်ဖြတ်သိမ်းမယ်လို့စာချုပ်ဖြတ်သိမ်းမယ်ဆိုအားနဲ့သူတို့ညှိရညှိရညှိရဘလုံးကအဆင်မပြေဘူး။ तू ကလည်းကိုစွမ်းမိုင်ရဲ့ဇက်ကို तू ကလည်းရိုက်လို့အဆင်မပြေဘူး။ तू ကလည်းဒီဘက်ကအဲနောက်ဇက်တစ်ခုကိုပဲ तू ကရိုက်မယ်။ နောက်ဆက်တစ်ခုကြတော့လေအဲဟိုဟိုဟာရဲ့ဟိုကိုစွမ်းပိုင်ရဲ့ကြောရိုးဖြစ်နေတဲ့အတွက်ဇလန်းရဲ့ကြောရိုးဖြစ်နေတဲ့အတွက်အမကရိုက်လို့မရအောင်ဒီကိုလည်းတရားစွဲခံရမယ်အဲ့ဒီတော့အမကပြောရတယ်ကဲညှိကြညှိဘလို့မှအဆင်မပြေဘူးအဆင်မပြေတဲ့အခါကျတော့အမကကဲဒါဆိုလို့ရှိရင်ကျမတို့ချုပ်ထားပေါ့နော်ဒီမှာစာချုပ်ရှိရပေါ့နော်ဒီ director နဲ့ချုပ်ထားတယ်ဒီထဲမှာ330ပေးထားတယ်ဒီ director ကိုဟိုပေါ့နော်ဟိုကျမတို့စာချုပ်ဖြတ်သိမ်းမယ်လို့ပြောလိုက်တယ်ပြောလိုက်တဲ့အခါကျတော့ तू อ่ะ အဲဟိုပါဘောနော်အဲအဲ့မှာအဲစကားတွေခြားထဲမှာအများကြီးပြောသေးတယ်ဘလို့မှအဆင်မပြေဘူးစာချုပ်ဖြတ်သိမ်းမယ်ဆိုပြီးတော့နောက်ဆုံးကျတော့ဘလို့ဖြစ်သွားလဲဆိုတော့ကျမစာချုပ်စာချုပ်ဖြတ်သိမ်းမယ်ဆိုတော့ကျမနဲ့ကျမနဲ့တူနေ CN ပေးထားတဲ့ငွေသိန်း130ရဲ့စာချုပ်ကိုဖြတ်သိမ်းခဲ့တယ်ဖြတ်သိမ်းခဲ့ပြီးတော့ဒီဘက်အနောက်မှာပေါ့နော်ဒီစာချုပ်ရဲ့ဒီဘက်အနောက်မှာဒီဒါရိုက်တာကဟိုပါဘောနော်ဒီမှာဟိုပါ 2024 6လပိုင်း20ဟိုဟာပေါ့နော်6လပိုင်း24ရက်နေ့မှာမမတို့ရှင်းနေ9လပိုင်း30ရက်နေ့2024ပေါ့နော်음330ပြန်ပြီးမယ်ဆိုတော့ဒီမှာလက်မှတ်ထိုးထားတယ်လက်မှတ်တွေသူ့ရဲ့တက်သေးတွေရောအဲကင်မရာငှားစားတဲ့နမဲကြီးကင်မရာငှားစားတဲ့ကင်မရာပစ္စည်းတွေစက်ပစ္စည်းတွေငှားစားတဲ့လူကတင်အောင် sorry အဲ့အဲ့ဒါပေါ့နော်အဲ့ဒီဟိုဥစားပေါ့နော်ဟိုကလက်မှတ်ထိုးထားတယ်အတိတ်တည်းအဖြစ်အဲလက်မှတ်ထိုးထားတယ်နံပါတ်တော့အမထက်မပြောဘူးပေါ့နော်အဲ့ဒီတော့အဲ့ဒီလူလည်းတတိအဖြစ်လက်မှတ်ထိုးထားတယ်ခုနလပိုင်း30ရက်နေမှာအမရဲ့ဒီပတ်စံ330ကိုပြန်ပေးပါမယ်ဆိုပြီးတော့လက်မှတ်ထိုးထားတယ်အဲ့ဒီတော့ခုနလပိုင်း30ရက်နေမှာလည်း ပြန်ပေးဖို့အစီအစဉ်လုံးဝမရှိဘူးအဆက်တည်းလည်းလုံးဝဖြတ်ထားတဲ့အတွက်အမားတို့က notice စာပို့ပြီးတော့အကြောင်းကြားတယ်အကြောင်းကြားတော့သူတို့ဘက်က notice စာပြန်လာတယ်ပြန်လာပြီးတော့ဘလို့မှလည်းခြားထဲမှာလည်းအဆင်မပြေဘူးအားနဲ့အမားကဒီမှာအဲတရားဆွဲထားတယ်ပေါ့နော်420နဲ့အမားတရားဆွဲထားတယ်လက်ရှိမှာတော့ဟိုတစ်ဘက်ကအမားကဟိုပါပေါ့နော်ဟိုဟာအမားအလှည့်ပြီးသွားပြီပေါ့နော်အခုတော့အမားဘက်ကတက်သေးတယ်ဒီနေ့ကနေစစစ်ပါမယ်ဒီနေ့ကနေစစစ်မယ်ပေါ့နော် လက်ရှိမှာဘလို့ဟိုဟာဖြစ်တယ်ဆိုတော့ဈားထဲမှာညှိရဆိုလို့ရှိရင်တော့မအမပတ်စံ330ရရမယ်30ကိုအမရှော့ပေးမယ်နင်ငါ့ကို100ပဲပေးတရားတော်မှာငါ90တစ်ဖက်ယူမယ်နောက်3လနေငါ90တစ်ဖက်ယူမယ်အဲ့ဒီလောက်ကြီးထိကျွန်မရှော့ပေးပြီးွားပြီအမှုရင်ဆိုင်တာလည်းအခုဆိုဘယ်နှလားလောက်ရှိပြီ8လ10လောက်ရှိပြီရှိပြီဆိုတော့ ကျမအဲ့လောက်ရှော့ပေးတယ်အဲ့ရှော့ပေးတာလဲ तू ကနောက်ထပ်ထပ်ပြီးတော့တင်းနေတော့မယ်အဲ့တော့ရပါတယ်ထပ်ပြီးတော့အဲတင်းပါကျမကဆက်ပြီးတော့ fight ပါမယ်လို့အဲအဲ့ဒါလေးလာပြောတာပေါ့နော်ဒါကကိုစုံစမ်းပြီလို့ပေါ့နော်တကယ်လို့ကိုမစုံစမ်းရသေးဘူးဆိုလို့ရှိရင်တော့အဲရိုက်မိသွားတယ်ဆိုလို့ရှိရင်တော့အမပရိုဂျူဆာကအဲတရားဆွဲခံရမှာပေါ့နော်ဒီဘက်ကဟိုရေးတဲ့ကိုစွမ်းပိုင်ကအဲ तू ကအမားတို့ကတော့ဝယ်ပေးမဲ့အချိန်ကို तू ကလည်းတည်င်းကြပြီလို့စောင့်နေတာ စောင့်ငယ်ဆိုအမကလည်းသွားပြီးတော့ကန်ကောင်းတာကလေကိုစွမ်းပိုင်နဲ့သွားကိုစွမ်းပိုင်ကိုရှာလိုက်တာကိုစွမ်းပိုင်နဲ့သွားတွေ့တယ်သွားတွေ့တော့ကိုစွမ်းပိုင်ကအကြောင်းဆုံးပြောပြတာပေါ့နော်ပြောပြတော့အမကဒီဇလန်းကိုအဲဟိုမရိုက်ဖြစ်တော့ဘူးမရိုက်ဖြစ်တော့ပဲနဲ့ဒီစီယန်သိန်း130နဲ့ပဲအမတို့ဒီလိုရှုံနေတာပေါ့နော်အခုတရားရုံးနေပါတောင်ရောက်လာပြီပေါ့နော်အဲအခုတော့အမအလှဲ့တော့ပြီးသွားပါပြီဟုတ်ရှုံးချင်းဗနာချင်းရှိလဲဆိုအမတယောက်ထဲတဲ့ကိုလေဟိုအလောက်ရှိပြီဟိုအလောက်ရှိပြီ 6ဟိုပါဗောနော်6လလောက်ရှိပြီအမတယောက်တည်းသိရင်ဟိုလေ6လလောက်ရှိပြီဈားထဲမှာလဲရုံးကဒူတွေပါလေများတဲ့ခါကြတော့လေတည်ရမဟုတ်လားကိုတယောက်တည်းနဲ့သိရင်ဟိုအဲ့လိုပြက်တဲ့ဟာလဲရှိရဲလာတဲ့ဟာလဲရှိရဲဆိုတော့လေအဲ6လ6လလောက်တော့ရှိပြီဗောနော်ကိုကဒီဇက်ပြောင်းလိုက်တယ်ဆိုရဲစိတ်ထဲမှာနည်းနည်း ိတ်ထင်သွားသေးတာဟုတ်တယ်စိတ်ထင်သွားသေးတယ်စိတ်ထင်သွားလို့အမကသူ့ကိုမေးကြည့်တယ်ပေါ့နော်ဒီဇက်နှစ်ခုကဒီတိုင်တယ်တွေကအစအစပြီးတော့မတူဘူးပေါ့နော်ဘာကြောင့်လဲဘာကြောင့်မတူတာလဲလို့ပြောတော့ခါကျတော့အဲ့ဒီဒါရိုက်တာကနေပြီးတော့ဒီဇက်လန်ဇက်ညုံရေးတဲ့သူကတဦးသေးပါတယောက်သေးပါလို့ပြောတယ်အမတို့ကွာအပြင်ကစီဝါရေးသမားတွေ အဲဒီအမှုပညာလောကကိုဒါအခုမှဝင်ပြီးတော့ကိုရီးယားဟိုဟာပေါ့နော်အဲလက်ရှိမှာ producer စလုပ်တာပေါ့နော်စလုပ်တဲ့အချိန်မှာဒါမျိုးကြီးတိုးတယ်ဆိုတော့လေဟိုဟာပေါ့နော်အဲတော်တော်စိတ်ပျက်စရာကောင်းပါတယ်မင်းသားမင်းသမီးတွေလည်းဒီကားနဲ့ပတ်သက်ပြီးတော့အဲတချို့သိမလားတော့မသိဘူးဒီကားတွေကလုံးဝပြတ်ပြတ်သွားတာလေဒီထဲမှာနာမည်နာမည်ကြီးတဲ့လူတွေကြည့်ပဲဩအာဒီကားကလုံးဝပြတ်သွားတယ်ဆိုတော့ဟိုဥစားပါလေအင်းအဲ့ဒါကတော့အမတိတ်ပြီးတော့မပြောချင်ဘူးပေါ့နော်ကိုကိစ္စတိတ်မဟုတ်တော့ အမတိတ်မပြောချင်ဘူးပေါ့ဘယ်လိုကြောင်းလို့လဲဆိုတော့ဂုံတိတ်ခါအရာလဲအရန်ကြဆင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမတို့ကအဲနံပါတ်ပြတ်မရှိဘူးကွာကိုဟာကိုနေတာပြီးတော့ဒီလောကတွေကိုကိုတွေကဒါပရိုဂျူဆာဆိုတာဒီလောကတွေကိုကွာအခုမှစပြီးတော့လှုပ်တဲ့လူလှုပ်တဲ့လူတယောက်အနေနဲ့အဲတော်တော်ကြီးကိုလည်းစိတ်ပြတ်မိပါတယ်ဒီလိုဟိုလူ ိုးတွေချောင်းပေါ့နော်အဲအလောက်ကိုကောင်းကောင်းမွန်မွန်မလောက်တဲ့လူတွေအတွက်ကြတော့ကိုယ့်အဲကိုယ့်ပတ်ပြီးတော့သိရမှာလားဒါမျိုးကြီးတွေပေးတာကြတော့အရန်စိတ်ပြက်စရာကောင်းပါလေကျမအခုလက်ရှိဆိုလို့ရှိရင် producer လုံးဝလုံးချင်တဲ့စိတ်တည်းမရှိဘူးလေဒီလားလုံးဝလုံးချင်တဲ့စိတ်ကိုမရှိတော့တော်တော်စိတ်ပြက်သွားတာအချိန်လဲကုန်တယ်အဲငွေလဲကုန်တယ်လူလဲပင်ပန်းတယ်ဂုံသိခါပိုင်းလဲအရန်ကြဆင်းတယ်ဒါပေမဲ့လို့ဒီလိုလူတယောက်ကို ကျမကိုလာလိန်လို့မရဘူးဆိုတော့ကျမပြောချင်တာလိန်တဲ့လူဆိုကျမ fight မှာပါလို့အာလာပြောတာတည်အောင်သူတို့တက်တေတွေကိုလည်းကျမကတယောက်မှချန်ပေးမှာမဟုတ်ပါဘူးအကုန် fight မှာပါလို့အဲ့130ကိုအမက30ရှော့ပေးထားရတယ်30ရှော့ပေးထားရတယ်အမက100ပဲယူမယ်100တောင်မှနင်ကကိုပထမတစ်ဖြတ်ကို90ပေးဒုတိယတစ်ဖြတ်ကိုနောက်3လနေနင်ကကို90ပေးလို့ပြောတဲ့ဥစ္စာကို तू ကဟိုပါပေါ့နော် အခုမသိဘူးဟိုဟာဟိုဟာမန်နေဂျာတယောက်ကိုပြောနေတယ်80ပဲပေးမယ်လို့ဘာလို့ညာလို့ဖြစ်တယ်အဲ့လောက်ပေါ်မနေဘူးလို့သူများပတ်စံအဲ့လောက်လက်ကားလိုချင်နေလားလို့သိလားသူအဲ့လိုပဲမေးလိုက်ချင်တယ်သူများပတ်စံကိုလေမဟာတရားအလက်ကားယူချင်နေလားလို့သိလားနင်တော်မပတ်စံရှာရင်လေပတ်စံ10သိန်းဆိုရင်ဘလောက်ဘလောက်ဘလောက်အဲဟိုဟာဖြစ်အောင်ရှာလဲသူများပတ်စံကိုအလက်ကားလေဒီလိုမျိုးကြီးလိုချင်နေလားလို့အဲသူတို့လောက်တာလူမှားနေပါပြီလို့ပြောချင်တယ်သိလားဒီတတ်တေတွေရော ဒီနေနဲ့ဒီဒါရိုက်တာကိုပြောချင်တယ်နင်တို့လှုပ်တာလူမှားနေပြီလို့သိလားရှင်နဲ့အောင်လာမလုံးနဲ့မရဘူးလို့နော်ဟိုစုံစမ်းကြည့်လိုက်အောင်လို့เนาะဘယ်လိုလူမျိုးလဲဆိုတာမစုံစမ်းကြည့်ပဲနဲ့ဟိုကြောင်တောင်တောင်လာမလုံးနဲ့လို့เนาะ fight မှာလို့ပြောတာ